စိတ်ကနေပြန်လည်ကျဆိုးလိုက်ပါတယ်။ဒီနေ့မှာ စိတ်ကနေယူဆောင်လာပေးတဲ့ခေါင်းစဉ်ကတော့ CPTSD ဖြစ်ပါတယ်။ CPTSD ကိုမပြောခင်မှာ PTSD ကိုအရင်ဆုံးပြောပြပေးပါမယ်။ PTSD ဆိုတာ English လို့အရှေ့အဖြစ် Post Traumatic Stress Disorder ဖြစ်ပါတယ်။ဒီ PTSD ဆိုတာကိုမြန်မာလိုအထိပယ်ပြန်ဆွေးရမယ်ဆိုရင် စိတ်ဒဏ်ရာကြောင့်စိတ်ဖိစီးတီယောကဒါမှမဟုတ်ကြောက်မက်ဖွယ်ရာ ချိန်လန့်တုံလုံးဖွေရအဖြစ်ပြက်ကြုံတွေ့ရပြီးနောက်ပိုင်းမှာဖြစ်ပေါ်လာတဲ့စိတ်ဖောက်ပြန်မှုသို့မဟုတ်စိတ်ကစင့်ကလျားဖြစ်စဉ်လို့မြန်မာနိုင်ငံစိတ်ပညာရှင်စိတ်ပညာရှင်တွေကရှင်းပြထားပါတယ်။အခုပေါ်ပြမယ် CPTSD ဆိုတာကတော့ Complex Post Traumatic Stress Disorder ဖြစ်ပါတယ်။စိတ်တရားကြောင့်ဖြစ်လာတဲ့စိတ်ဖိစီးမှုတွေကိုပိုရှုပ်ထွေးတဲ့ပုံစံနဲ့တွေ့ရခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ လူတယောက်ဟာအသက်အန္တရာယ်ချင်းချောက်ခံရတာအန္တရာယ်ကြားရောက်လာမှကိုစိုးရင်ကြောက်ကြနေရတဲ့အခြေအနေတွေကိုကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမျက်စိရှိမှ မြင်တွေ့ရတာကိုယ်နဲ့ရင်းနှီးတဲ့ချစ်သူမိသားစုဝင်တွေကြုံရတာကိုတဆင့်ခံနေတဲ့ကြုံရတာဒီအဖြစ်ပြအခြေအနေတွေကနေ PTSD ကိုခံစားရတတ်ကြပါတယ်စိတ်မဲ့ဖြစ်ပွားတဲ့နေရာတွေမှာနေထိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကိုကြုံတွေ့ရတဲ့သူတွေလိင်ပိုင်းဆိုင်ရာအကျဉ်းဖက်ခံရသူတွေ ဆေးရုံမှာအချိန်ကာလကြာရှည်စွာတာဝန်ချမ်းဆောင်ရသူတွေကလေးဘွားမှာအကြံဖတ်မှုကိုကာလကြာရှည်စွာ ကြုံတွေ့ခဲ့ရတဲ့သူတွေမှာ PTSD နဲ့ Complex PTSD ရောဂါလက္ခဏာတွေကိုခံစားရတတ်ပါတယ်။အဲ့ဒီတော့ PTSD နဲ့ CPTSD ဘယ်လိုကွာခြားရလဲ။ဒီရောဂါကိုခံစားနေရပြီဆိုရင်ဘယ်လိုလက္ခဏာတွေရှိတယ်လဲဆိုတာကိုဆက်လက်ဖော်ပြပေးတော့မှာဖြစ်ပါတယ်။ ဒီဗီဒီယိုကိုဆက်မသွားခင်မှာတတိပေးချင်တာတစ်ခုရှိပါတယ်။ဒါကတော့ဒီဗီဒီယိုဟာပညာပေးဖို့အတွက်သာရည်ရွယ်ပြီးတင်ဆက်ပေးတဲ့ဗီဒီယိုဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ခြင်းအဖြစ်လူတစ်ယောက်ဟာဒီလိုစိတ်ရောဂါရှိနေတယ်မရှိနေဘူးဆုံးဖြတ်ပြီးဖို့ရန်အတွက်လုံလောက်ခြင်းမရှိပါဘူး။စိတ်ယောဂါတွေကိုအကဲဖြတ်သတ်မှတ်ဖို့အတွက်ဆိုရင်ကျွမ်းကျင်မြင်နာရှင် တွေနဲ့ကာယကံရှင်ကိုယ်တိုင်တွေ့ဆုံဆွေးနွေးဖို့ကအလွန်အရေးကြီးပါတယ် တကယ်လို့သင်ဟာဒီဗီဒီယိုကိုကြည့်ပြီးလို့သင်မှာဒီ PTSD နဲ့ဆင်တူတဲ့လက္ခဏာတွေရှိနေတယ်လို့ခံစားရတဲ့အခါချက်ချင်းဆုံးဖြတ်သတ်မှတ်တာမျိုးမလုပ်ပဲသက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့တိုင်းမီဆွေးနွေးဖို့အကြံပြုတိုက်တွန်းလိုပါတယ်။ဒါမှသာသင်အတွက်သင်တော်တဲ့ကုသမှုနဲ့လမ်းညွှန်မှုတွေကိုရရှိနိုင်မှာဖြစ်ကြောင်းကိုအသိပေးပါစေ။ဒါဆိုရင်ဗီဒီယိုအကြောင်းအရာလေးကိုဆက်သွားလိုက်ရအောင်။ အဲ့ဒီတော့အရှိမပြောခဲ့သလို PTSD နဲ့ CPTSD ကဘာတွေကွာခြားပါသလဲဒီစိတ်ဖိစီးမှုယောဂနှမျိုးရဲ့အဓိကကွာခြားချက်ကတော့အချိန်ကာလဖြစ်ပါတယ် PTSD ဆိုတာကတိကျတဲ့အဖြစ်အပျက်တစ်ခုကြောင့်ကျန်ခဲ့ရတဲ့စိတ်ဖိစီးမှုဖြစ်ပြီးအဲ့ဒီအဖြစ်အပျက်ဟာတိတ်မရှိသောဒါမှမဟုတ်ကာလတိုတွင်ဖြစ်ပျက်ကြုံတွေ့ရတာဖြစ်ပါတယ်ဒါပေမဲ့ CPTSD ကိုဖြစ်စေတဲ့အဖြစ်အပျက်ကတော့ချိန်ကာလအဖြစ်ကြားရှိပါတယ် ကြအပြင်အဲ့ဒီကာလရှိအတွင်းမှာထက်ခါထက်ခါဖြစ်ပြနေတဲ့ရရှိတဲ့ဆိုးဝါးတဲ့အတွေ့အကြုံတွေကနေစိတ်ဖိစီးမှုတွေဟာ CPTSD ဖြစ်ပါတယ်။လာပေါင်းများစွာနှစ်ပေါင်းများစွာအတွင်းမှာထက်ခါထက်ခါကြုံတွေ့ရတဲ့ဖြစ်ပျဆိုးအတွေ့အကြုံဆိုးတွေဟာ PTSD CPTSD အဖြစ်သာမက အခြားသောပိုပြီးရှုပ်ထွေးတဲ့အခြေအနေတွေကိုဖန်တီးပေးနိုင်ပါတယ်။ ဥပမာအားဖြင့်မွေးရစိဝါဆွဲလန်းခြင်းစိတ်ကြယောဂဖြစ်စီခြင်းနဲ့ personality ပြောင်းလဲခြင်းစတဲ့နောက်ဆက်ဆိုးကျိုးများစွာကိုဦးတည်စေနိုင်ပါတယ်။အဲဒီတော့ CPTSD ကိုဖြစ်စေတဲ့အကြောင်းအရာကိုဥပမာအနေနဲ့ပြောရရင်လူတစ်ယောက်ဟာငယ်ဘဝမှာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြုံတွေ့ရတဲ့မိသားစုမှာချီးပြင်းလာပြီးလုံခြုံမှုကိုမခံစားခဲ့ရပဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေနဲ့ရှင်သန်လာခဲ့ရမယ်။ ကြအပြင်ကြီးပြင်းလာတဲ့အခါမှာလဲစစ်ဖြစ်တဲ့နေရာမှာရှင်သန်နေထိုင်ခဲ့ရတယ်ဆိုရင်စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေကနေပြီး CPTSD ကိုခံစားရနိုင်ပါတယ်။ Heady တော့ CPTSD ရဲ့လက္ခဏာတချို့ကိုလည်းဆက်လက်ဖော်ပြပေးပါမယ်။အများအပြားတွေ့ရတတ်တဲ့ CPTSD ရဲ့လက္ခဏာတွေကတော့နံပါတ်1 Hyperarousal အလွန်ကြီးတုန်ပြန်မှုဖြစ်ပါတယ်။ CPTSD က PTSD နဲ့ဆင်တူတဲ့အတွက်အိမ်မက်ဆိုးအနေနဲ့အဖြစ်ပျက်ဆိုးတွေကိုပြန်မှတ်တာဒီအဖြစ်ပျက်တွေကိုပြန်လည်မြင်ရအောင်အမှတ်ရတာတွေကြုံရတတ်ပါတယ်။အိပ်ပျော်ဖို့အခက်ခဲဖြစ်တာအာရုံစိုက်ဖို့ခက်ခဲတာတွေကိုလည်းကြုံရမှာဖြစ်ပါတယ်။အဖြစ်ပျက်ဆိုးတွေကနေလွတ်မြောက်ပြီးလက်ရှိမှာ လုံခြုံတဲ့နေရာမှာရှိနေသည့်တိုင်အောင်တစုံတစ်ခုကအဲ့ဒီအဖြစ်ပျက်ကိုတတိယစေတဲ့အခါအခြေအနေကိုမှန်ကန်စွာသုံးသပ်နိုင်ခြင်းမရှိဘဲအလွန်အမင်းတုံ့ပြန်မှုတွေလုပ်တတ်ပါတယ်။ ဒါကြောင့်အဲ့ဒီအဖြစ်အပျက်တွေကို ပြန်အမတ်ရစေတဲ့နေရာတွေကိုမတော်ပဲရှောင်ရှားတာတွေလုပ်တတ်ကြပါတယ်။နံပါတ်1မိမိကိုယ်ကိုတန်မိုးမဲ့တယ်လို့ခံစားရခြင်းမျောလင်းချက်မဲ့တယ်လို့ခံစားရခြင်းဖြစ်ပါတယ်။မိမိကိုယ်ကိုအတုံးမကျဘူးလို့ခံစားလာရတတ်ပြီးဘာမျောလင်းချက်မှမရှိတော့ဘူးလို့ခံစားလာရပြီဆိုရင်စိတ်ကြယောဂါကိုဦးတည်လာနိုင်ပါတယ်။ဒါဟာလေ PTSD နဲ့ CPTSD ရဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ နံပါတ်3တခြားသူတွေနဲ့ခွဲထွက်သီးခြားနေလို့ချင်းမိမိကိုဘသူကမှနားလည်းမနေဘူးလို့ခံစားလာရပြီးတကိုယ်တည်းတည်တံ့ခွဲခြားနေထိုင်လို့ချင်းဟာလေဒီအကျိုးဆက်လက္ခဏာတရက်ပဲဖြစ်ပါတယ်မိမိကိုကိုအပြစ်တင်စိတ်တွေရှိနေပြီးရှာယွမှုတွေနဲ့ပြန်လည်အမတ်ရစီနိုင်တဲ့အရာတွေကနေဝေးဝေးနေထိုင်ခြင်းစိတ်ရှိနေတာမျိုးဖြစ်ပါတယ်နံပါတ်4စိုးရိမ်ကြောက်ကြမှုနဲ့စိတ်ကြယောဂါ CPTSD ရဲ့နောက်ဆက်တွဲစုစုထဲမှာစိတ်ကြယောဂနဲ့အလွန်အမင်းစိုးရင်ကြောက်ကြမှုတွေပါဝင်လာပါတယ်။မိမိကိုယ်ကိုအသက်သေခြင်းကိုမကျူးလွန်ခြင်းပင်မဲ့အသက်ရှင်တန်ရခြင်းကို မပျော်ရွှင်ပဲပင်ပန်းစွာ ရှင်သန်နေရတဲ့စိတ်တွေရှိနေတတ်ပါတယ်။နံပါတ်၅တခြားသူတွေအပေါ်တန်တရားစိတ်လွန်ကဲခြင်းမိမိရဲ့စိတ်တန်ရကြောင့်လောကကြီးအပေါ်မှာအမြင်ဟာတခြားသူတွေနဲ့မတူတဲ့အခြေအနေမျိုးမှာတခြားသူတွေအပေါ်မှာယုံကြည်ဖို့ခက်ခဲတတ်ပါတယ်။ ဒါကြောင့်လူမှုဆက်ဆံရေးမှာလည်းအခက်အခဲများစွာကြုံတွေ့ရနိုင်ပါတယ်။နံပါတ်6မိမိရဲ့စိတ်ခံစားချက်နဲ့တုံ့ပြန်မှုတွေဟာခံမှန်းရခက်ခဲစေပါတယ်။ဒီလိုအဖြစ်အပျက်ဆိုးတွေကိုကာလကြာခံစားရတဲ့သူတွေအနေနဲ့နောက်ဆက်တွဲဆူကျကတော့ခံစားချက်တွေကိုမထိန်ချုပ်နိုင်တာပါဝင်ပါတယ်။ခံစားချက်ပြောင်းလဲမှုတွေဟာမြန်ဆန်ပြီးတော့လွယ်ကူစွာဒေါသထွက်တာမူရာစတဲ့ခံစားချက်ကိုထိန်ချုပ်ခြင်းဆိုင်ရာပြဿနာတွေကိုကြုံရတတ်ပါတယ်။ နံပါတ်9အဆူဆုံးတွေကိုသာချူတွေးမျောမှန်တတ်ပါတယ်။အလုပ်တစ်ခုခုလုပ်တဲ့အခါမှာရလက်ကိုအဆူကိုသာချူတွေးခြင်းဖြစ်ပါတယ်။စာမုပ်ဝဲဖြေတဲ့အခါမျိုးမှာလည်းကြမယ်ဆိုတာမျိုး relationship တည်ဆောက်တဲ့အခါမျိုးမှာလည်းပြည့်စင်မှဖြစ်တယ်ဆိုတာမျိုးကိုသာတွေးနေတတ်ပြီးဒီရလက်ဆူတွေကိုပဲဥတည်နေတတ်ပါတယ်။နံပါတ်10လုံခြုံမှုမရှိခြင်းနဲ့တတ်တောက်တတ်တာမရှိခြင်း ဘယ်နေရာမှာပဲနေနေလုံခြုံမှုရှိတယ်လို့မခံစားရပဲအမြဲတမ်းစိုးရိမ်စိတ်တွေနဲ့ရှင်သန်နေရတာဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာအန်ဒီရကြောက်ရလာနိုင်တဲ့အခြေအနေမျိုးမှာပဲစိတ်ကိုပြင်ဆင်ထားပြီးတတ်တောက်တတ်တာမရှိပဲပင်မမှုကိုအမြဲခံစားနေရတတ်ပါတယ်။ချိုးချောင်းစီလျော်စွာမစင်စားမစင်ချင်းမတုံ့တက်နိုင်မဲ့စိတ်နဲ့ခန္ဓာဟာပင်မမှုတွေကိုကာလရှည်ကြစွာခံစားရပါတယ်။ ဒါတွေက CPTSD ကိုခံစားနေရတဲ့လူတွေအများစု ခံစားရတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။တင်မှလည်းဒီလိုလက္ခဏာတွေကိုခံစားနေရပြီဆိုရင်ကျွမ်းကျင်တဲ့နှစ်သိပ်ဆွေးနွေးအကြံပေးနိုင်တဲ့ပညာရှင်တွေ psychologist တွေနဲ့တွေ့ဆုံပြီးအကြံဉာဏ်တွေကိုရယူဖို့အကြံဉာဏ်ပေးလိုက်ပါရစေ။ စိတ်ရတဲ့ငယ်ချင်းများအားလုံးနဲ့မိမိရဲ့စိတ်ကိုနားလည်ပြီးယူဆိုင်နိုင်ကြတဲ့သူဖြစ်ဖို့ကျမ်းမာတဲ့စိတ်ကိုယ်စီပိုင်ဆိုင်နိုင်ဖို့ဆန္ဒပြုရင်းဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါရစေ။